ုရှားနဲ့နိမိတ်အတွင်းနဲ့နဲ့ထဲရှိလေတပ်အခြေစိုက်စခန်း၄ခုကိုခိုးသွင်းထားတဲ့ဒရုန်းတွေနဲ့ကြီးကြီးမားမားတိုက်ခိုက်မှုအတွင်နျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့ရုရှားဘုံကျဲလေယာဉ်၄၀ကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းကပြောပါတယ်။ယူကရိန်းလုံခြုံရေးဌာန SBU ကပြုလုပ်ခဲ့တဲ့ပင်ကူအိမ်စစ်ဆေးရေးအတွင်ဒရုန်း118စီးအသုံးပြုခဲ့ကြောင်းနဲ့ရုရှားရဲ့ဗျူဟာမြောက် Cruise ဒုံးကြီးတင်လေယာဉ်တွေရဲ့34ရာခိုင်နှုန်းကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သမရဗလိုဒီမာဇလန်စကီကပြောပါတယ်။ဒီလိုစစ်ဆင်ရေးကိုအကောင့် ောင်ထဲပေါ်ဖို့တနှစ်ခွဲအချိန်ယူခဲ့ရကြောင်း SPU သတင်းအရင်းမြစ်တွေကပြောပါတယ်ယူကရိန်းကဒေသ၅ခုကိုတိုက်ခိုက်ခဲ့ကြောင်းရုရှားကအတည်ပြုပြောကြားပြီးအကြမ်းဖက်တိုက်ခိုက်တဲ့လုပ်ရဖြစ်တယ်လို့ဆိုပါတယ်။ရုရှားနဲ့ယူကရိန်းကြားတူရကီနိုင်ငံအက်စတန်ဘူမြို့မှာငင်းချင်းရေးဆွေးနွေးပွဲဒုတိယအကြော့ကျင်းပနေချိန်မှာအခုလိုတိုက်ခိုက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားဘုံကျဲလေယာဉ်တွေရှိနေတဲ့နေရာအနီးကုန်တင်ကားတွေပေါ်ကတစ်သားတစ်သားတွေရဲ့ခေါင်းမိုးမှဖွက်ထားတဲ့ drone တွေနဲ့ Ukraine ကအငိုက်ဖန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ drone တွေတစ်သားတစ်သားတွေထဲရှိနေရဲဆိုတာကိုကားမောင်းနှင်းသူတော်မသိခဲ့ဘူးလို့ဆိုပါတယ်။ ဘုံကျဲလိရင်တွေရန်နာထားတဲ့နေရာအနီးအဲ့ဒီကုန်းကားကိုရပ်ထားပြီးတော့ယူကရိန်းစစ်သားတွေကအဝေးထင်းခလုတ်တွေနဲ့ drone တွေကိုအသက်သွင်းပြီးအချိန်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာပါဝင်သူအလုံးရုရှားနေမြေထဲအနီးရဲကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းတမရဇလန်စကီကပြောပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုကြောင့်ရုရှားဘုံကျဲလိရင်တွေထိခိုက်ပျက်စီးမှုတန်ဖိုးကန်ဒေါ်လာ9ဘီလီယံလောက်ရှိကြောင်းနဲ့မကြခင်အသေးစိတ်ကိုထုတ်ပြန်သွားမယ်လို့ယူကရိန်းလုံခြုံရေးဌာနကပြောပါတယ်။တိုက်ခိုက်ခံရတဲ့လေတပ်အခြေစိုက်စခန်း 4ခုအနက်2ခုဟာယူကရိန်းနဲ့မိုင်းထောင်ပေါင်းများစွာအကွာမှာတည်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ရုရှားကယင်မောင်းနှင်သူအပါအဝင်လူတချို့ကိုဖမ်းဆီးထားပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုအတွက်ရုရှားကဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့မသိရသေးပါဘူး။